လူတိုင်းနှိပါတော့ငယ်စဉ်ကလေးဘဝမှာတရားခွင့်ပြတဲ့တော့ကစားကတ်ကိုကြာပူးမှာပါကျွန်တော်လည်းပဲဒီငငယ်တုန်းကကစားကတ်ဘူးတဲ့တရားခွင့်တွေကိုဘာမှမလုပ်ပဋိတာထဲမှာနှစ်ပေါင်း20ကျော်30နှိပါတော့ထည့်ပြီးတော့တင်ထလိုက်မိပါတယ်အဲ့လိုမျိုးတင်ထလိုက်မိတဲ့အခါနှစ်ပေါင်း20ကျော်လောက်ကြာမှပြန်ထုတ်ကြည့်တဲ့အခါဘယ်လိုပုံစံမျိုးထွက်လာမလဲဆိုတော့ဟန်ဒီနေ့ပြုလို့လေးမှာတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ ီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်အောင်ပါအခုဒီဗီဒီယိုလေးထဲမှာတော့တရေခွင်းတွေကိုနှစ်ပေါင်းများစွာတိမ့်ထားရင်ဘယ်လိုပုံစံပြင်အောင်လဲဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီတရေခွင်းတွေကတော့ကျွန်တော်ငယ်စဉ်တော့ကဆော့ကစားခဲ့တဲ့တရေခွင်းတွေဖြစ်ပါတယ်အဲသူတို့ကိုတရေခွင်းအတိပုံစံမျိုးစီကားပြီးတော့ကျွန်တော်ဘာမှမလုပ်ဘဲနဲ့တက်တာထဲမှာဒီတိုင်းပဲပစ်ထားလိုက်ရပါတော့ နှစ်ပေါင်း20ကျော်ကျော်လောက်ကိုကြာသွားပါတယ်။အဲလိုမျိုးနှစ်ပေါင်း20ကျော်ကျော်လောက်ကိုကြာသွားတဲ့အခါမှာတော့အခုဒီမှာမြင်တွေ့ရနေရတဲ့အတိုင်းပဲတက်သွားပါတယ်။မင်းအောင်အလုံးပုံစံမျိုး6ကပ်ပြီးတော့လုံးဖွေသွားတာပေါ့နော်။ကျွန်တော်ကလည်းပထမတော့သတိမထားမိဘူး။နောက်မှသတိထားမိရမှတက်တာကိုပြန်ပြီးတော့ခွင့်ကြည့်လိုက်တဲ့အခါကျတော့အခုလိုပုံစံမျိုးဖြစ်နေအောင်တွေးရပါတယ်။ပထမတော့ဒီဒီကုန်းနေမရှိတော့လို့တော့ထင်နေတာပါ။ ဲတတိယလို့ပြန်ထုတ်ကြည့်တော့မှတွေ့ပါတယ်အဲဘေးက plastic အစနာလေးလည်းတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော် plastic အိမ်နဲ့ဟုတ်တာပေါ့နော်အဲဒီဝင်နေဒါမဲ့ plastic ကတော့ကိုကအစနာလေးပဲရှိပါတော့တယ်ပေကွင်းလေးနဲ့ရောထွေးသွားတယ်တွေ့ပါတယ်အခုမြင်တွေ့ရတာတော့ဒီလိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ဒါတော့ငယ်ဘောအမတ်တရားလေးတွေကတခုပါ